ဒီဗီဒီယိုမကြည့်ပဲနဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလောဝမစတင်လိုက်ပါနဲ့တကယ်တော့ဗျာကျွန်တော်ကမိကုန်းလေးတစ်ခုအဖြေပေးချင်တာပါတပိုင်းတိုင်းစီးပွားရေးလုပ်ငန်းလုပ်ချင်တာတဲ့ဘဲကဆောက်လုပ်ရမှသိဖြစ်နေတယ်တဲ့အကြံလေးပေးပါဦးနဲ့ဒီလိုမျိုးစင်သူရုံးမမိကုန်းနေအများကြီးပဲအများကြီးပဲကျွန်တော်ကိုမေးကြပါတယ်အဲ့ဒါတွေအားလုံးကိုစုစည်းပြီးတော့ဒီကနေ့ကျွန်တော်အတက်နိုင်ဆုံးလူရေးတူရှင်ညောက်ပြီးတော့ချက်ပါ ားလုံးမိတ်လာပါစီးစီရလေးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing မိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ပွဲဖြစ်ပါတယ်ကိုပိုင်စီးပွားရေးလုံးတော့မယ်လို့စဉ်းစားပြီဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြမယ်အချက်၄ချက်ကိုမဖြစ်မနေစဉ်းစားဖို့ယူပါတယ်နံပါတ်၁ကဘာစီးပွားရေးလုပ်ငန်းလုပ်မလဲစီးပွားရေးလုပ်ငန်းအမျိုးအစားစီးပွားရေးလုပ်ငန်းတွေများစွာရှိတယ်။အဲ့ဒီများစွာကိုကျွန်တော်အနည်းထုတ်လိုက်မယ်ဆိုတော့နှစ်မျိုးပဲရှိတယ်။ product ကိုရောင်းတာနဲ့ service ကိုရောင်းတာ။ဆိုလိုချင်တာကကုန်ပစ္စည်းကိုရောင်းတာနဲ့ဝန်ဆောင်မှုကိုရောင်းတာ။ ကုန်ပစ္စည်းကိုရောင်းတဲ့နေရာမှာနှမျိုးထက်ပွဲတယ်ဝယ်ပြီးတော့ရောင်းလာရယ်ထုတ်ပြီးတော့ရောင်းလာရယ်ဆိုတော့ဒီအင်ကြီးကိုပဲကျွန်တော်ကလက်ကားဆိုင်ကနေဝယ်တယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့လက်လီရောင်းတယ်နောက်တစ်မျိုးကကျွန်တော်ဒီအင်ကြီးကိုကိုယ်တိုင်ထုတ်လို့ပြီးတော့ကျွန်တော်ရောင်းလိုက်ဒါကတော့ကျွန်တော်တို့ပစ္စည်းကိုရောင်းတဲ့ကိစ္စပေါ့နောက်တစ်ခုကဝန်ဆောင်မှုကိုရောင်းတာဝန်ဆောင်မှုကိုရောင်းနေဆိုတာကတော့ကျွန်တော်တို့စာတင်တာမျိုး digital marketing လိုမျိုးထားပါတော့ကျွန်တော်တို့ graphic design လိုမျိုးကိုလုံးတက်တဲ့ဉာဏ်ရတစ်ခုဝန်ဆောင်မှုတစ်ခုကိုကျွန်တော်တို့ရောင်းတာပေါ့အဲ့လိုမျိုးနှမျိုးရှိတဲ့အထက်ကလူတွေကဘာလို့လုပ်ရမလဲလို့စဉ်းစားကြတဲ့အခါမှာ အခြေခံအားဖြင့်နှစ်ချက်ပေါ်မှာမူတည်ပြီးတော့စဉ်းစားကြတယ်ပထမတစ်ချက်ကကြတော့ကိုလုံးတက်တာကိုမူတည်ပြီးတော့စဉ်းစားတာဒါကလည်းအမတန်ရိုးရှင်းပါတယ်ကျွန်တော်ကစာတင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တင်တဲ့အကြောင်းဖွင့်တယ်ကျွန်တော်ကအကယ်၍မိုးရင်းအားချက်တာလက်ရကောင်းရင်မိုးရင်းအားဆိုင်ဖွင့်ဖို့စဉ်းစားမယ်ကျွန်တော်ကထားပါတော့အင်ဂျင်နီယာဆိုလို့ရှိရင်ဆောက်လုပ်ရေးကုမ္ပဏီလုပ်ဖို့စဉ်းစားမယ်ဒါမျိုးကျွန်တော်စဉ်းစားကြတာပါနောက်တစ်မျိုးကကြတော့ဈေးခွက်ကိုမူတည်ပြီးတော့စဉ်းစားကြတာဆိုလိုချင်တာကလက်ရှိဘာခေတ်စားနေလဲခေတ်စားနေတဲ့အပေါ်မှာမူတည်ပြီးတော့သူတို့ကဖွင့်ကြတာရန်ကုန်မြို့မှာလွန်ခဲ့တဲ့ ကျွန်တော်တို့10နှစ်ကနေဒီဘက်10နှစ်ကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်ဘားတွေရမ်းများလာတယ်ပြီးတော့မလာရှန်ကောဆိုင်တွေရမ်းများလာတယ်ဒါဟာဘာကိုပြောချင်လဲဆိုရင်ဈေးကွက်ပုံမှန်မှုတီးပြီးတော့ပြင်ညာတာဖြစ်ပါတယ်နံပါတ်1အနေနဲ့လုပ်ငန်းအမျိုးအစားရွေးချယ်ပြီးတဲ့အခါနံပါတ်2အနေနဲ့ဈေးကွက်ကိုကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့လုပ်မဲ့လုပ်ငန်းဟာဈေးကွက်ဘယ်လောက်ရှိလဲပေါ့ဒါနဲ့ပတ်သက်ကျွန်တော်မိတ်ဆွေတွေရောစကားကိုငါပြောရမယ်ဆိုလို့ရှိရင် ဈေးကွက်ကိုမကြည့်ဘဲနဲ့စီးပွားရေးလောက်တာကဘာနဲ့တူလဲဆိုရင်ねရေရဲ့အတိတ်နဲ့ကိုမကြည့်ဘဲနဲ့ဒိုင်မင်ထိုးချလိုက်တာနဲ့တူတယ်ကျွန်တော်ငငယ်တုန်းကဗျာမဲကစင်းရိုးထဲမှာဒါမှမဟုတ်ချောင်းမှာဒိုင်မင်ထိုးချလိုက်တဲ့အခါရေတင်းရင်အမှဆက်မကျိုးုံတမဲတော်တော်အစ္စလမ်ဝေတာမျိုးတွေ့ဘူးလိမ့်မယ်ဒီလိုပဲပေါ့ကျွန်တော်တို့ဈေးကွက်ကိုမကြည့်ဘဲနဲ့စီးပွားရေးကိုလောက်လိုက်တဲ့အခါကျတော့ ကြာကြာရှိချင်းမရက်တည်နိုင်မဲနဲ့ပြုတ်ခတ်သွားတဲ့လုပ်ငန်းလေးအများကြီးပဲရှိတယ်။နံပါတ်3အနေနဲ့စဉ်းစားမှာအရင်းကြီးပါ။တပိုင်းတိုင်းလုပ်ငန်းတော်တော်များများကကိုယ်မှရှိတဲ့အရင်းကြီးလေးကပဲတိတိလေးနဲ့စတဖြည်းဖြည်းနဲ့ကြီးထွားတော့အောင်ကြိုးစားကြရတာပါပဲ။တချို့ကကြတော့အဲ့လိုမဟုတ်ဘူး။စကလေးကအကြီးလုပ်ချင်တယ်။ကိုယ့်ရဲ့ dream ကအရင်းကြီးရယ်။အောင်မြင်မယ်လို့ရှိနေတယ်။ဒါပေမဲ့အရင်းကြီးကမရှိ။အဲ့လိုအရင်းကြီးမရှိတဲ့အခါတချို့ကကြတော့ ဟိုချိန်ငါပြီးတော့လုံကြတယ်ပေါ့နော်ထုတ်ပြီးတဲ့သူပါပေါ့နော်တချို့ကကြောက်လဲဆက်တူလုံတယ်ပေါ့ပညာဆိုင်ငွေဆိုင်ဒါမှမဟုတ်ငွေတငယ်ချင်း၃ရောက်၄ရောက်ပေါင်းပြီးတော့လုံတယ်ဒါမျိုးလို့ရှိရတယ် ျွန်တော်အနေနဲ့ကတော့ကို့မှာရှိတဲ့လောက်ကလေးနဲ့ပဲစပြီးတော့လှုပ်စီခြင်းနဲ့ပေါင်းပြီးလှုပ်တာတို့ဆက်တူလှုပ်တာတို့ဆိုတာဟာကိုကျွန်တော်ကအရင်ကြီးတော့ဘာမှပြပါဘူး။ကဘာမှာတော့ဗျာဆက်တူလှုပ်ပြီးတော့အောင်မြင်သွားတဲ့လုပ်ငန်းတွေအများကြီးရှိတယ်။ကျွန်တော် Google ကိုကြည့်မလား။နော်အဲ့လိုမျိုးချပါလေ MG Motor လားအဲ့လိုမျိုးတငယ်ချင်းတွေပေါင်းလှုပ်ပြီးတော့အောင်မြင်တဲ့လုပ်ငန်းတွေကဘာမှာအများကြီးရှိတယ်။ဒါပေမဲ့မြန်မာပြည်မှာတငယ်ချင်းတွေပေါင်းပြီးလှုပ်လို့ကောင်းအောင်ဆိုဘီယာဆိုင်သွားတာမျိုးရှိပါလေ။ချိပါရေးလုပ်ငန်းမှာတော့ကျွန်တော်ကတော့တိတ်အားမပေးဘူး။ဒါပေမဲ့လှုပ်လို့ရတဲ့နီလန်းတွေတော့အများကြီးရှိလို့ကျွန်တော်ဒါတွေပြောရင်ရှိမှာဆိုလို့ထဲ့တော့ မပြောတော့ပါနောက်ဆုံးနံပါတ်၄နေနဲ့စဉ်းစားရမှာတော့ဘယ်တော့ဒီ percent တွေအရင်ပြန်ရမလဲဆိုတော့ ကိုယ်ပိုင်ရှိတဲ့ပတ်စံဆိုရင်လည်းအရင်ပြန်ပေါ်လာဖို့လိုတယ်။ဒါမှမဟုတ်ဖ ೇನೆ ကျွန်တော်တို့သူများစီကနေယူပြီးတော့အတိုးနဲ့ပဲဖြစ်ဖြစ်အချိန်ကာလတစ်ခုနဲ့တစ်ခုပဲယူပြီးလုပ်တယ်လို့ဆိုကိုယ်တော်အရေးကြီးပါတယ်ဒီအရင်ပေါ်လာဖို့။ဒါနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဘယ်လိုပုံစံတွေ့ရတယ်ဆိုတဲ့ဟာကိုပြီးခဲ့တဲ့ဗီဒီယိုမှာပြောပြခဲ့သွားပြီ။ဒါပေမဲ့အဲ့ဒီဗီဒီယိုကိုမကြည့်ရသေးရဲ့လို့တွဲဒီနားလေးမှာကျွန်တော်အတိုးချုပ်ပြောရမယ်ဆိုရင်ဘယ်တော့အရင်ပေါ်မလဲလို့တွက်ချက်ကြတဲ့အခါပထမအဦးဆုံးလုပ်ငန်းမစတင်ခင်ကုန်ကျစရိတ်ကိုစဉ်းစားရမယ်။လုပ်ငန်းလည်ပတ်နေတဲ့အချိန်မှာကုန်ကျစရိတ်ကိုစဉ်းစားရမယ်။ ကျွန်တော်တို့လုပ်လိုက်တဲ့လုပ်ငန်းရဲ့အမြတ်ရာခိုင်နှုန်းကိုတွက်ချက်ရမယ်အဲ့ဒီသုံးခုကိုအခြေခံတွက်ချက်ပြီးတော့ရောင်းအားကိုကျွန်တော်တို့တတ်မှတ်ရမယ်ဘလောက်ရောင်းအားရောက်မှာကျွန်တော်တို့ကဘလောက်မြင်မယ်အဲ့တော့ဆိုလို့ရှိရင်ဘယ်နှစ်နှစ်မှာရင်းပေါ်လာမယ်ဆိုတာကိုတွက်ချက်လို့ရောင်းမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့စီးပွားလုပ်ငန်းတစ်ခုလုပ်တော့မယ်အချိန်မှာဒီအချက်၄ချက်ကိုစဉ်းစားလိုက်ပြီးဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့လုပ်ငန်းကရေးလေးတော့ပေါ်လာမှာဖြစ်ပါတယ်စီးပွားလုပ်ငန်းဆိုတာအမတန်မှကျေပြန့်တယ်အဲ့ဒါကြီးကိုကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်ထဲနဲ့ပြအောင်ပြောဖို့ဆိုတာတော့မဖြစ်နိုင်ဘူးဒါပေမဲ့လုပ်ငန်းတစ်ခုလုံးကိုအတတ်နိုင်ဆုံးခြုံငုံမိအောင်တော့ကျွန်တော် ဒီစာအုပ်လေးထဲမှာရေးပြထားပါတကယ်တော့ဒီစာအုပ်တုံနေလေတော့စီးပွားရေးလုပ်ငန်းတစ်ခုကိုဖော်ပြဖို့မဖြစ်နိုင်ဘူးဗျာဒါပေမဲ့မိတ်ဆွေတို့အနေနဲ့ဘာမှမစင်စားဘဲလုပ်တာနဲ့စာလို့ရှိရင်ကျွန်တော်ဘူးပြောပြခဲ့တဲ့အချက်လက်တွေရဲ့ပြီးတော့ဒီစာအုပ်လေးကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့လုပ်ငန်းကအတိုင်းအတာတစ်ခုအထိ risk နည်းမယ်လို့ကျွန်တော်ကအမှတ်ခံပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ